ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုပေါင်းကောင်းတောင်းပေးလိုက်ရပါတယ်ပေါ့နော် ဲ့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါဒီနေ့မနက်အစောပိုင်းမှာဒါကျွန်တော် Manchester City အသင်းနဲ့ဒီတစ်ပတ်ဒါကျွန်တော်တို့ weekend ကဒါ Crystal Palace နဲ့ပွဲရှိတဲ့အတွက်ကြောင့်မကန်လိုက်ရတဲ့ကြောင့်မို့ဘုံမောက်နဲ့ပွဲစဉ်ကန်ခဲ့တယ်အဲ့တော့ Manchester City အသင်းနဲ့ဒီနေ့ပွဲစဉ်ရဲ့အနိုင်ပွဲကအရေးကြီးခဲ့လို့ဘာလို့လဲဆိုတော့ဒါတို့အနေနဲ့ဒါကျွန်တော်တို့ဟိုဟာပေါ့ Champions League ဝင်ခွင့်အတွက်လုံးဝစုပ်ကင်နိုင်ဖို့အတွက်ဒီပွဲစဉ်ကတော်တော်လေးကိုအရေးကြီးခဲ့လို့ဆိုလို့ရမယ်ဒီမှာပါတယ်တကယ်လည်းဒီနေ့ပွဲစဉ်ကမနိုင်ပြောင်းကျွန်တော်မနိုင်တော့ဒီနေ့ပွဲစဉ်ကျွန်တော်အစကတော့ချိဖို့သိပ်ပြီးအစီအစဉ်မရှိဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်မနေ့ကဒါကြောင့်ခုနောက်ပိုင်းတည်ရတိုင်းမှာကျွန်တော်အိမ်အပြောင်းရွှေ့ လို့တော်တော်ပင်မနဲ့ကျွန်တော်ပထမတော့ဒါ8 light ပြီးတော့မှပြန်ထားကြည့်မလို့ပဲဘောဒါပေမဲ့ညကဘယ်လိုဖြစ်လဲမသိဘူးဟိုဘောဟိုငါတို့ final ရောက်ဟို24နာရီလို့ဆို24နာရီပဲလူပြီးဆိုတဲ့အတွေးကနေပြီးတော့ဒါဘောလုံးပွဲကြည့်ဖြတ်သွားတယ်လို့ပဲဆိုရမှာအဲ့တော့ဒီပွဲကြည့်မှာပဲလူကပုံပြီးစိတ်ဒုက္ခရောက်ရတယ်လို့ပဲဆိုရမှာဒါကျွန်တော်ပွဲစရောက်ခရေကဒါကျွန်တော်တို့ မန်ချက်စတာစီးတီးပရိသတ်တွေလည်းဒါကျွန်တော်တို့အကုန်လုံးငိုင်းတိုင်းနိုင်နေပေါ့နော်ဒါကျွန်တော်ကတော့အားပေးကြပါဒါပေမဲ့သူတို့ရဲ့တချိန်ကဒါကျွန်တော် legend လည်းဖြစ်တယ်ဒါအခုလက်ရှိဒါကျွန်တော်လာမယ့်အချိန်မှလည်းထွက်တော်မယ့်ဒါမန်ချက်စတာစီးတီးရဲ့တိုက်ဆက်မှုပုံကွင်းလည်းတိုက်ဆက်ဖြစ်တယ်ဒါကေဗင်ဒဘရိုင်းနာကိုအကုန်လုံးနှုတ်ဆက်ကြတာပေါ့နော်အဲ့တော့ကွင်းထဲဝင်ဝင်လာခြင်းမှာပဲဒါကျွန်တော်တို့မန်ချက်စတာစီးတီးရဲ့ mascot ကိုယ်တိုင်ကလည်းကေဗင်ဒဘရိုင်းနာကိုဒါကျွန်တော်လေးစားအလေးပြုခဲ့တယ်ပေါ့နော်အဲ့တော့ ြောချင်တာဒါပွဲလဲပြီးသွားတော့ဒါကျွန်တော် Kevin De Bruyne ကိုကျွန်တော် WP နှုတ်ဆက်ကြတယ်ဒါ Kevin De Bruyne ကသူ့ရဲ့ signature စကားလုံးတစ်ခုဖြစ်တယ်နောက်ဆုံးတော့ကျွန်တော်တရက်တရက်ကစကားပြီးပြောပြီးပေါ့ဆိုတဲ့စကားလုံးနဲ့ဒါ Emery of at the head မှာဒါနှုတ်ဆက်ခဲ့တယ်ပေါ့နော်အဲ့တော့ Kevin De Bruyne လို့ကစားသမားမျိုးကကျွန်တော်တို့ lifetime မှာဒီလိုမျိုး example ဒါဒီလိုမျိုးဒါကျွန်တော်တပုံစံနဲ့တွေ့ရဖို့ရှားပါတဲ့ကစားသမားရဲ့တရားပေါ့။ဒါကျွန်တော်ပြောရမယ်ဆိုရင်တော့ Kevin De Bruyne ဆိုတဲ့ကစားသမား unique ဖြစ်တဲ့ကစားသမား။အဲ့တော့အခုလက်ရှိမှာဒီစကားခမောင်းကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒါတခြားသော fan တွေနဲ့ပြောရမယ်စကားတစ်ခုက Manchester City ရဲ့လက်ရှိတချို့ကစားသမားတွေ unique ဖြစ်တဲ့ profile တွေဖြစ်တယ်။ဥပမာလက်ရှိမှာ Manchester City ရဲ့ဒီနောက်ပိုင်းခေါ်ထားကစား David Silva တို့ Vincent Kompany တို့ Riyad Mahrez တို့ဒါ Aguero တို့ဒါလက်ရှိဒါ Kevin De Bruyne တို့ကလုံးဝဒါကျွန်တော် individual အရာဆိုရင်တော့လုံးဝအရင် unique ဖြစ်တဲ့ profile လို့ကျွန်တော်နေနေ င်းနဲ့သူတို့လုတ်ခဲ့တဲ့အသင်းပေါ်တာကျွန်တော်ပြောမယ်ဆိုဗျသူများတွေကအသင်းသင်းကိုဒါကျွန်တော်အရင်တော့ကလို့ပြန်လဲပြီးတိဆောက်တယ်ဒါကျွန်တော်ပြန်လဲပြီးမြင့်တင်တယ်ဆိုတဲ့ပုံစံမျိုးသွားတယ်ဒီကစားသမားကလက်ရှိမှာ Manchester City ကို Pass Glory ဆိုတဲ့အခုလက်ရှိမှာအကောင်းဆုံးသင်းသင်းဖြစ်အောင်ဒါဘယ်သူမှဒါ share fight လို့ရမယ်အဲ့ဘဘဒူမရှင်ဖိုက်လို့မရမယ့်အသင်းသင်းဖြစ်အောင်ဒီကစားသမားတွေကအသင်းသင်းကိုတိဆောက်ပေးခဲ့တယ်။အပြောချင်တာဒါကျွန်တော်တို့ တော်တော်လေးကိုချီကျူးဖို့ကောင်းတဲ့အသင်းသင်းကိုဒါဖြစ်အောင် Kevin De Bruyne ကိုဆုလုပ်ခဲ့တယ်။ Kevin De Bruyne က CD အသင်းရဲ့ဒါကျွန်တော်အောင်မြင်မှုတွေမှာအင်မတန်မှအရေးပါလှတဲ့ကစားသမားတစ်ယောက်ဆိုလုံးဝငင်းစရာမလိုဘူးပြောလို့ရတယ်။အဲ့တော့ဒါအကုန်လုံးကလည်း Kevin De Bruyne ကတစ်နှစ်လောက်အကုန်လုံးဆက်နေခဲ့ပြီးမယ်မထင်ထားဘဲနဲ့အခုလက်ရှိမှာချက်ချင်းဆိုသူလိုအသင်းကနေပြီးတော့ဒါကျွန်တော်ချက်ချင်းထွက်တော်မယ်ဆိုတဲ့ပုံစံပြသွားခဲ့တယ်။အဲ့တော့ဒီနေ့ရတာပွဲစဉ်ကဒါကျွန်တော်ဘုံမောက်ကိုအနိုင်ရသွားခဲ့တာဖြစ်ပေမဲ့ဒီပွဲစဉ်မှာဘယ်သူမှဒီပွဲပွဲတော်နိုင်တယ်ဆိုတော့အကုန်လုံးက feeling ရပျော်ကြတာပေါ့နော်။ဒီနေ့ပွဲစဉ်နိုင်ပွဲကြောင့်မလို့ CD အသင်းကအဆင့်၃နေရာကိုရောက်သွားပြီးအဲ့တော့ ချန်ပီယံလိဝင်ခွင့်အတွက်ကလည်းလုံးဝတေချာတော့ဖြစ်သွားပြီဖြစ်တဲ့ကြောင့်မို့ဒီနေ့မှကီဗင်ဒရိုင်းနာရဲ့ဒါနှုတ်ဆက်ထွက်ခွာခြင်းတွေကတော်တော်လေးကိုပို့ပြီးတော့ဆိုနေခဲ့တယ်ပေါ့နော်ဒါကြောင့်အနိုင်ကီဗင်ဒရိုင်းနာရဲ့နှုတ်ဆက်ထွက်ခွာမှုအဂွေရုံကအဂွေရုံကလိုပဲကျက်ရှိမှာဂွာဒီယိုလာတယောက်ဒါကျွန်တော်ဝမ်းနဲ့ပတ်လည်နေတာကျွန်တော်တို့ TV တော်ပေါ့ TV ဖန်သားပြမှာကြောင့်ငူနေတဲ့ဥစ္စာကိုတွေ့ငူတာလားမျက်ရည်လားဒါချွေးလားသူလည်းသိပါလိမ့်မယ်အဲ့တော့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်တို့ဝမ်းနဲ့မှုနေတူဒါကျွန်တော်တို့ ထွက်ခွာခြင်းနဲ့တူတာကျွန်တော် Kevin De Bruyne ထွက်ခွာခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Manchester City က3ဂိုးပြတ်ဆိုတဲ့ရလဒ်တစ်ခုနဲ့နိုင်ခဲ့တယ်ဒီပွဲစဉ်မှာဒါကျွန်တော်တို့ Obama Moshe ကခြေစွမ်းပြမှုနဲ့တူတော်တော်လေးကိုဒါကောင်းခဲ့တာတွေ့ရမယ်အဲ့တော့ twin goal တွေကိုပြောအောင် Obama Moshe twin goal ကတော်တော်လေးကိုအထက်တန်းဆန်လွန်းခဲ့တယ်လို့ကျွန်တော်နင်းမြင်တယ် twin သွားတဲ့အချိန်မှာလုံးဝကိုငါပဲအိတ်ဟိုငါပဲအိတ်ဟိုလူက8ဟိုဟာ8ဝတ်တို့တို့ဖြစ်နေတော့ ငါပဲအိပ်ပျော်သွားလို့ဒီကောင်ငါအိမ်မှာထဲမှာပဲအဲ့လိုလမ်းစိတ်ဆွဲပြီးပဲအဲ့လိုလမ်းကပ်ဘာလို့တော်တော်ကြီးကို perfect ဖြစ်တဲ့ shot တကူပြနေကျွန်တော်ပြောရတဲ့လူပဲဗျနောက်ပိုင်းပွဲစဉ်မှာ Obama Mus ကိုနီးပြ Guardiola သုံးတန် Obama Mus ရဲ့ဒါ space share ခြင်းနဲ့ Obama Mus ရဲ့ goal twin စွမ်းရည်တွေကတော်တော်လေးကိုအသင်းအတွက် contribution လုပ်လာမှာဖြစ်နေအဲ့တော့ Obama Mus ကိုကျွန်တော်နောက်ပိုင်းကြည့်နေဘာနဲ့တူလာလဲဆိုတော့ तू ကအာဟူလီယန်အေဗရက်စ်နဲ့ရီယယ်မာရက်စ်ရဲ့ကောင်းကွက်တွေကိုဆက်ကြထားတဲ့ကစားသမားတယောက်လို့မြင်သူမှလည်းအားနည်းချက်တွေအများကြီးရှိပါဖစ်စကယ်ဘက်တွေမှာအာအိုမမမျိုးချက်ချက်အားနည်းလို့ဆိုတာလေးရှိတယ်ဒါပေမဲ့ ဘယ်လိုမျိုးကျွန်တော်တို့အိုမမော်မိုရှင်တအားသဘောကျတယ်အခုလက်ရှိဒါ CD အသင်းမှာဒါကြောင့်အိုမမော်မိုရှင်နေတကယ်ကိုဟိုချစ်ချူရလောက်အောင်ဒါတကယ်ကိုဒါနီနောက်ပိုင်းဝယ်ယူမှုတွေမှာအကောင်းဆုံးကစားသမားတစ်ယောက်ဆိုတော့ပြောလို့ရတယ်တဲ့မှာပါအဲ့တော့ဒီနေ့ဒါကျွန်တော်တို့ကနွေရာသီခေါ်ယူမှုတွေမှာဒါကဗီချက်ကဗာစတေးလီယာပြီးရင်အိုမမော်မိုရှင်ကျွန်တော်အကြိုက်ဆုံးနေမှာပါတယ်ခွနမီထပါလက်ရှိမှာဒါကျွန်တော်အိုမမော်မိုရှင်ကန်ချစ်ကတကယ်ကို top notch ဖြစ်ခဲ့တယ်ဘုံမောက်သိနေတာကိုသမားတို့ကျွန်တော်နောက်တန်းတွေရောဘာမှလုံနိုင်ရောမရှိဘူးအဲ့တော့တကယ်ကိုတကယ်လှပတဲ့သူငုံတကူနေတာကျွန်တော်အိမ်ငွေ့နေတာဆိုးပွဲစဉ်ကိုပိတ်သိမ်းပြခဲ့တယ်ပြီးလည်းပြောတာကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာ

လုံးဝခြေစွမ်းပြနေတဲ့ကွေးလင်ကစားသမား၂ယောက်ဖြစ်တဲ့ကန်တူကရဲ့ဘနာရုစီဗိုင်အတွဲကိုလည်းဒီနေ့ပေါ်မှာတိတ်တိတ်ချာချာပြန်မြင်လာခဲ့ရတယ်။ဒီနှစ်ယောက်တည်းကတယောက်ကလည်းဒါကျွန်တော်လာမဲ့လူရဒီမှာအသိပြောင်းမှုအတွက်အရာလုံးဝသတင်းတွေတော်တော်လေးကိုထွက်နေကစားသမားပါ။အဲ့တော့ဒါကေဗင်ဒရိုင်းနာတွေမဟုတ်ပဲနဲ့အခုလက်ရှိဒီနေ့ပေါ်မှာမြင်နေရတဲ့ဒါကွေးလင်ကစားသမား၄ယောက်မှာ၃ယောက်လောက်ကလာမဲ့လူရဒီမှာအသိမှရှိခြင်းမှရှိလိမ့်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားခဲ့တယ်။အဲ့တော့ဒီနေ့ပေါ်မှာဒါနီးပြအနေနဲ့ဒါခန်းစစ်မှာဒါကျွန်တော်တို့ကဗာဒီယိုဒါ DS အတွဲ O'Reilly ဒါ Matthew Anu နဲ့အတွဲကဒီနေ့ပေါ်မှာပြန်ပြောင်းခဲ့တယ်။ကဗာဒီယိုဖူဘက်ပုံစံမျိုးပြန်ပို့ ပြီးတော့ Nunes ကို right back နေမှာပြန်ထားခဲ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါ City တင်းကိုရပြစ်ချက်ရှာမယ်ဆိုတော့နောက်တန်းနေပါပဲနောက်တန်းနေရပေါ်ရမှုကတော်တော်လေးကိုဆိုးရွားဟုတ်တယ်ဒီနေ့ပွဲစဉ်မှာဒါဟိုအမတ်မလူဦးလို့တော့ပြောလို့မရဒါဒီနေ့ပွဲစဉ်က City အသင်းအတွက် Champions League ဝင်လို့အမတ်လူတဲ့ပွဲစဉ်ဒါ Kovacic အနီးကကလည်းဒါကျွန်တော်တစ်ဖက်အသင်းရဲ့ဒါကျွန်တော်တို့ အဲစီဒီအသင်းရဲ့နောက်တန်းပေါ်ရမှုကတစင်တာပေးလိုက်ပြီးတော့ကိုဗာစစ်သွားဆွဲတာနေပြီးတော့လက်စမက်ဒက်ဖန်နီဖြစ်သွားတယ်။အဲ့ဒီအန်ဒီကာက100%ပေးတဲ့အန်ဒီကာဖြစ်တယ်လို့ကျွန်တော်နင်မြင်တယ်။ပြီးတော့ဟိုနောက်မှာလူးဝစ်ကိုအန်ဒီကာကလည်း100%ပေးတဲ့အန်ဒီကာပဲ။အဲ့တော့ဒီနေ့ပွဲစဉ်အန်ဒီကာတွေကတိတ်ပြီးတော့ကျွန်တော်တို့ကငင်းစရာမလိုဘူး။နှစ်သင်းလုံးရဲ့အန်ဒီကာတွေကဒါလုံးဝ well deserve အန်ဒီကာလို့ပြောလို့ရတယ်။အဲ့တော့ကိုဗာစစ်ကတော့ကျွန်တော်တို့လက်ရှိမှာကန်ဆိုးပါတယ်။ဟိုနောက်တော့တပွဲပဲပယ်တာမှန်ပေမဲ့လာမယ့်တပွဲဒါ final ပွဲစဉ်သူနယ်ပယ်ဦးမယ်။အဲ့တော့ကိုဗာစစ်အနေနဲ့လာမယ့်ပွဲစဉ်မှာသူ့အနေနဲ့ဒါသူ့ရဲ့ကစားသမားဘဝရဲ့ဒါကျွန်တော်တို့ အဲမန်ချက်စတာကို ကောလာဟာလာရီပေါ့နော်စီးသင်းနဲ့ကိုဗာစစ်ကိုလာမဲ့နေရာမှာအသင်းကထုတ်မယ်ဆိုရင်တော့ဒါစီးသင်းရဲ့နောက်ဆုံးပွဲစဉ်ကအနီကနဲ့ထွက်သွားရဲဆိုတော့နှမျိုးဖြစ်သွားအဲ့တော့ဒီနေ့ပေါ်မှာဒါဘုံမောက်အသင်းကိုဒါခါတိုင်းမြင်နေကြဘုံမောက်အသင်းနဲ့တခြားသူဖြစ်ခဲ့တယ်ဒါလုံးဝဘာမှမဆိုင်တဲ့ဘုံမောက်အသင်းဖြစ်တယ်ဒီနေ့ပေါ်မှာစီးသင်းအသင်းလုံးသမျှကိုတော်တော်လေးကိုခံခဲ့တယ်ကောင်းလာပါတယ်ဆိုရဲဒါကျွန်တော်လက်ရှိမှာ hot ဖြစ်နေတဲ့ဒါ real madrid ကိုပြောင်းမယ်ဆိုရဲ dane white sand တို့ဒါ caracas ဆိုစပန်းကြီးတို့ဆိုဘာမှကိုလို့လို့မရအဲ့တော့ ကျွန်တော်နေနဲ့ပြောချင်တာအဲ white ဆိုဒီနေ့ပုံစံမှာဒါဥမမော်မရှင်လက်ပါတဲ့သူငိုဒါရက်ကြည့်နေရလက်အောင်ဒါကျွန်တော် first rule scene နဲ့ကိုကြည်လာခဲ့ရတဲ့မှာပါအဲ့တော့ဒီနေ့ပုံစံမှာဒါကောင်းပါတယ်ဆိုတဲ့ဒါကျွန်တော်တို့အဲဘူးမောက်တင်းနေနဲ့ဘာမှသိပြီးလုံမပြနိုင်ခဲ့ဘူးပြီးတော့ဒါခုနကပြောလို့ play level ဘူးဖြစ်သွားတာဟိုတစ်ဖက်ကဒါ cover scene နဲ့ဒါကျွန်တော်ဒီလောက်က good night ကြားတဲ့မှာ6မိနစ်ပဲကြားတယ်အဲ့တော့အဒီကက်ဆိုတဲ့သိပြီးမသိတာလည်းဘူးပေါ့နော်အဲ့တော့ဒါ play level ဘူးဖြစ်သွားကြတော့ဒါ normal တိုင်းပဲဖြစ်သွားတယ် series တင်းနဲ့ဒီနေ့ပုံစံမှာဒါ gonzales ရဲ့ twin ကိုလည်းကျွန်တော်သဘောကျတယ်ကွန်ဇာလက်နီကိုကွန်ဇာလက်စနေဒီကွင်းကိုကတော်တော်လေးကိုမိုက်တယ်လို့မြင်တယ် စီးသင်းနဲ့လာမယ့်နေရာဒီမှာ Rangers တို့ဝင်မယ်ဆိုရင်ကကွင်းလယ်ပိုင်းမှာတော်တော်လေးကိုမှိုက်သွားမယ်လို့အဲ့ဒါမှမဟုတ်ကျွန်တော် Cover Six ကိုလာမယ့်နေရာဒီထွက်လောက်မယ်လို့ကျွန်တော်မြင်တာ။ဒါကြောင့်ဆို Gonzales လာမယ် Gonzales ရှိမယ် Rangers ရှိမယ်ပြီးရင်ကခုနကပြောသူပဲ Rudy ပြန်ပါလာတော့မယ်။အဲ့တော့ကွင်းလယ်ပိုင်းမှာလူတွေနည်းနည်းပြန်များလာပြီ။ဒါပေမဲ့ AM ကစားသမားတို့လက်ရှိမှာကျွန်တော်အမြင်ကပြောမှာမရှိသေးဘူး။ Favor Dan ကိုလက်ရှိမှာဒါနီးပြအနေနဲ့ခုနကပိုင်းမှာဒါကျွန်တော်တိတ်တောင်မှဒါကျွန်တော်နေရာမပေးတော့တဲ့ပုံစံမျိုးကိုတွေးလာခဲ့ရတယ်။အမရေဖေဖိုရန်တယောက်ဘာဖြစ်သွားလဲတော့သူပဲသိပါလိမ့်မယ်ဒါကျွန်တော်အမှန်တရားပြောသူပဲသိပါလိမ့်မယ်ကျွန်တော်လည်းမသိတော့အဲ့တော့ ဖေဖော်ဝါရီတယောက်ကလုံးဝအရင်တော့ကလည်းမတူတော့ဘူးဒါကျွန်တော်လာမယ့်လူရည်ဒီမှာဒါကိုပြန်ကောင်းမှုလို့တယ်ဒါခုနပြောသေးလာမယ့်လူရည်ဒီမှာနီးပြ ဒါအကဲကေဗင်ဒဘရိုင်းနာမရှိဘူးဖိဖူဒန်ကို၃ဝင်း၃ဝင်းနဲ့အရင်တော့ကဖိဖူဒန်တယောက်ပြန်ဖြစ်ဖို့အတွက်ကျွန်တော်တို့ကမျှော်လင့်ပေးပါတယ်အဲ့တော့စီစီသင်းတို့ဒီနေ့ပွဲစဉ်နိုင်ပွဲကဒါအရေးပါခဲ့လို့ဝန်နေမှုတွေနဲ့အပြည့်နဲ့ဖြစ်နေခဲ့တဲ့ပွဲတွေပဲဖြစ်အဲ့တော့စီစီသင်းရဲ့နောက်ဆုံးပွဲတစ်ပွဲမှာတော့ဒါကြောင့်အိမ်ဝင်ပွဲစဉ်မှာတော့ကေဗင်ဒဘရိုင်းနာကပရိသတ်တွေကိုလက်ပြပြီးတော့နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်မှာဒါအခုလက်ရှိဒါကျွန်တော်တိုတယ်၁၁ယောက်မှာဘယ်နှယောက်ထွက်ခွာမယ်မသိဘူးအခုလက်ရှိမှာဒါဂိုဒမားနေရာမှာအေဒါဆန်မူရာလက်စ်လည်းတရင်းနေထွက်လို့နေတယ်ကန်ဒူကန်ကဆာယောတတန်တနှစ်တူးမဲ့လို့ကြားပေမဲ့ဘာမှတော့မသိသေးဘူးဘာသာလို့ ီဗာထွက်ဖို့နာမည်ကြီးနေတယ်ကေဗင်ဒရိုင်းနာထွက်ပြီးကိုဗာစီလည်းထွက်ဖို့နာမည်ကြီးနေတယ်မှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော် CD Pre တချို့သောကစားသမားတွေရဲ့နောက်ဆုံးပွဲစဉ်ဒါအိမ်ငွေ့နောက်ဆုံးပွဲစဉ်နေနဲ့ကစားပြီးသွားပြီလို့ဆိုလို့ရမယ်ဒါပြောရပြောဒီနေ့ပွဲစဉ်မှာဒါ ကေဗင်ဒဘရိုင်းနိုင်ရဲ့နောက်ဆုံးပွဲစဉ်ကတော့ဒါဘိုးမောင်အသင်းကိုတကယ်ကိုတည်တည်ချာချာကစားသွားခဲ့ပြီးအနိုင်၃မှတ်ကိုထရိုက်တန်နဲ့ရရှိသွားခဲ့တာဖြစ်တယ်။ကေဗင်ဒဘရိုင်းနာတော့လည်းအကောင်းဆုံးဒါရှေ့ရဲ့ adventure တွေအများကြီးဖြစ်ပါဆိုတော့ဒီညကနေစူပူငောင်းတောင်းပေးလိုက်ပါတယ်။တော်တော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆံပေါအောင်ကုန်လို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U တို့လည်းလေးလေးကိုထည့်ပေးထားကြပြကြမှာဆိုကုန်ပြီးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မ ပြီးကြပါနဲ့။မြတ်မြတ်ကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။အားလုံးမကြိုးတင်ပါနဲ့။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးတွေ့ကြတာပေါ့။အားလုံးမကြိုးတင်ပါနဲ့ကြော်စောက်ကိုပြပါဗျ။ဒေးပါဗျ။